မြန်မာပြည်ကြီးကတော့တကယ်ကိုပြတ်ပါပြီ လူတွေဟာဘုရားစီရီတော်ရဲ့ဌာဝနာရီခိုးကြီးတို့ရီခိုးဖို့တော့တနေ့ပြီတနေ့လှုပ်ဆောင်နေကြလို့အခုခါမှာမိဘပြည်သူများယဟန်တွေကအကြီးကျယ်ကိုစိုးရိမ်နေကြရပါတယ်တနေ့ကလေရေဒီကုံစီရီတော်ဘုရားကြီးထိတ်ပေါ်မှာဒရုန်ပေါင်းများစွာပြန်ဝဲနေပြီးတော့ရေဒီကုံစီရီတော်ဘုရားကြီးရဲ့အနေထားတွေကိုလေ့လာနေပြီးတော့ရေဒီကုံစီရီတော်ဘုရားကြီးရဲ့ ဌာပနာကိုယူပြီးတော့ကြီးတော်ကိုယူပြီးတော့ခူယုံမှုအတွက်ကြံစည်နေကြကြောင်းသိရပါတယ်ဒါကြောင့်မလို့ချက်ချင်းပဲသဆိုင်ရာတွေကမိသွားခဲ့ပြီးတော့ drone တွေကိုချက်မှနေပြစ်ချခဲ့ကြောင်းလည်းသိရပါတယ်လူတွေလာကလေးရှီဒီကွန်စီတော်ဖျားကြီးပေါ်မှာမိမတယောက်ဖနက်နဲ့တက်ပြီးတော့နေချင်းတလို့နေရကြောင်းဒီမိမကဘလို့များဒီလောက်เนาะရှီဒီကွန်စီတော်ဖျားကြီးကိုတက်မယ်ဆိုရင်အစင်စင်เนาะစစ်စေးမှုတွေကြော်ခဲ့ရတာကို ီကောင်မကြီးကဘယ်လိုဖြစ်လို့ဖနှက်နဲ့တက်နိုင်ခဲ့ရတာလဲဆိုပြီးတော့အောင်းအိုခဲ့ရပါတယ်။မာရီကီမာတော့အဲ့ဒီမိမကဘုံမှုသူရဲ့မိမဖြစ်ကြောင်းလေးသိရပါတယ်။ဒါကြောင့်မလို့ဖြစ်ချင်တိုင်းကိုဖြစ်နေတာလေ။လုံချင်တိုင်းကိုလုံနေတာဗျနော်။နိုင်ငံမကမင်းမဲ့အတိုင်းပြီလို့ဖြစ်နေတာ။အခုမန္တလေးမှာဆိုရင်နေစနိုင်းဆိုလိုပဲရွှေဆိုင်တွေကိုမြတ်တိုင်နော်လမ်းပေါ်မှာကားတွေကိုရက်ခိုင်းပြီးတော့တနက်နေဖြဲချောက်နော်။ဒါဆိုင်ကယ်တွေကိုရက်ခိုင်းပြီးတော့ဖြဲချောက်ယူသွားနော်။လုံချင်မှုတွေတက်ဖြတ်မှုတွေဒါလင်းစနိုင်းဆိုလိုကိုရှိနေတာပါနော်။စရိတ်ကကျတော့အခုလေ ရှီဒီဂုံစီတီတော်ဖျားကြီးမှဖြစ်သွားပြီဖျားကြောင့်တိုင်းကလုံးကပုံမိုးပြီးတော့စိတ်ပူနေကြပါပြီ။သဆိုင်ရာတွေကတော့အခုရှီဒီဂုံစီတီတော်ဖျားကြီးကိုနော်လုံကြုံရေးသုံးဆလောက်ပုံမိုးမြင့်တင်လိုက်ဖို့အတွက်လှုံ့ဆောင်နေပြီဖြစ်ကြောင်းလေးသိရပါရင်နော်။